ျမတို့ကလည်းကျမတို့ရဲ့ဂုံသိက္ခာပိုင်းလေးတွေဖြစ်ရတဲ့ကျမတူလေးကိုဒူးထောက်ပြီးကြတော့ခိုင်းနေတဲ့ပုံစံမျိုးကျမတို့ကလည်းပြန်လုပ်ခိုင်းပြီးကျမတို့တက်တော့ပြန်တင်ပါပါအားလုံးပဲမင်္ဂလာပြဒီနေ့မှာကျွန်တော်တို့ studio မြောက်ပေ့ချင်တဲ့ video file တွေကဒီ video file တွေပဲဖြစ်ပါတယ်အဒီ video file တွေကလက်တော့ line ပေါ်ကရောက်ပြန့်နေလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ studio မြောက်ပေ့လိုက်ခြင်းဖြစ်ပါခင်ဗျအဲဖြစ်စဉ်တွေကတော့ကျွန်တော်တောင်တကုန်းမှာပြပွားခဲ့တယ်လို့သိရတယ်ဗျ ဒါចောင်းသားချင်းချင်းစကားများရံဖြစ်ကြရင်ဗောလာចောင်းသားအများစုလာဆိုရင်ဒီចောင်းသားတယောက်တည်းကိုဒါအနိုင်ကျင့်ပြီးတော့ဒုထောက်တောင်းပန်ခိုင်းတဲ့ဖြစ်စဉ်တွေပဲဖြစ်ပါတယ်အဲဒီဖြစ်စဉ်လေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာသူတို့ဟာဆိုရင်တစ်တော့တင်လိုက်တဲ့အတွက်ကြောင့်မလို့မိသားစုဝင်တွေကသိရှိသွားပြီးတော့ဒီဖြစ်စဉ်ကိုမကျင်တဲ့အတွက်ကြောင့်မလို့ဒူးထောက်တောင်းပန်ခိုင်းတဲ့လူတွေကိုပြန်ခေါ်ပြီးတော့ဒါဒူးထောက်ပြီးတော့ပြန်တောင်းပန်ခိုင်းတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ် အဲဒီကုလက်တလုံးမှာဆိုရင် live board တွေမှာကျွန်တော်တို့ဒီဖြစ်စင်နေတာဆိုရင်ကျွန်တော်ခဏခဏဖြစ်လာရတယ်ဗောနော်ကျွန်တော်တို့ဒါကျွန်တော်တို့ပထမပိုင်းမှာလေကျွန်တော်တို့ကိုမွန်လေးอ่ะဆိုရင်သူ့ကို live board ဆဲတဲ့သူကိုအပြင်မှာခေါ်ပြီးတော့ဒူးထောက်တောင်းမှပြီးပါရတဲ့ဖြစ်စင်နေဖြစ်ခဲ့တယ်ဗောအဲနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒါထိုင်းနိုင်ငံမှာဗောနော်ကာမောင်းလိုက်ကိုတရားကိုလေဒါဒီမတရားอ่ะဆိုရင်သူ့ကို live board မှာဆဲလို့ဆိုပြီးအပြင်ခေါ်ပြီးတော့ဒူးထောက်တောင်းမှပြီးတော့ခိုင်းဖြစ်စင်နေဖြစ်ခဲ့ပါတယ် ဒီပြည်စင်နေတဲ့ပတ်သက်ပြီးဒီခေတ်ကလေးလေးတွေဖြစ်စင်ရဆိုရင်အခုဒါအဲတတိယဖြစ်စင်ပေါ့နော်ဒါဆိုရင်လက်ကလောဖြစ်နေလိုင်းမမဆိုရင်ဒါတစ်ခုပြီးတစ်ခုဖြစ်လာတဲ့ဟာကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့ရှေးဆောင်လူကြီးတွေကလှုပ်သွားတဲ့ဟာကိုဒီခေတ်လှုပ်သွားတဲ့အမားတွေကိုဒီကလေးတွေအားဆိုလိုက်ပြီးတော့အတူယူပြီးတော့ဒါလိုက်လုံးနေတာပဲဖြစ်ပါတယ်အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာကတော့ဒါရှေ့ရသွားတဲ့လူကြီးတွေအားဆိုရင်မှန်မှန်ကန်ကန်လေးဒါသွားမယ်ဆိုရင်ဒါဒီအရှိကလေးတွေလည်းလိုက်လို့ရတာအမှန်ကန်ပါပဲအခုလိုအမားတွေကိုလိုက်ပြီးတော့ပြသွားမယ်ဆိုရင်ဒီကလေးတွေရဲ့ဒါလုံဆောင်ချက်တွေကလေ ဲ့အမှားတွေဖြစ်သွားမှာဒီဗီဒီယိုပြည့်စုံလေးကိုကျွန်တော်တို့ live ပါကြည့်ရှုပေးပါအောင်နော်ဒါအကြောင်းသားတွေသူတို့ချင်းဒါအချင်းများနေကြတာနော်အဲဒီဘက်ကနှစ်ယောက်သူတို့ဒီဘက်ကတစ်ဖွဲ့ရတော့တော့ရှင်းယောက်ရှိရလို့ပြောရကြဒီအင်းကြီးအမဲနဲ့ဒါကလေးကိုဒါသူတို့ကဒူးထောက်ပြီးတောင်းပန်ခိုင်းမယ်နော် အဲဒီကလေးရဆိုရင်အများလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့သူတောင်းဒုက္ခပြီးတောင်းမှတ်ပြီးလိုက်တယ်။အဲဒီချိန်မှာဒီကလေးတွေအားဆိုရင်သူတို့ TikTok ကောက်မှာတင်လိုက်တာပဲဖြစ်ပါတယ်။အမိဘတွေတူပါရော။အဲခဏနေဦး။ဟယ်လိုမင်္ဂလာပါ။ကလေးတွေဟုတ်တာတသက်သိမ်းပါ။ဒါတသက်သိမ်းပါ။ဘာလို့သိမ်းပါလဲဆိုတော့ဒါလေးတွေကဟိုညီမကြီးတို့နင်းဖေးလို့ရှင်မရတာလေး။ဟယ်လိုမင်္ဂလာပါ။ဟိုဘယ်လိုပြောမလဲ TikTok ထဲမှာပေါ့နော်ကလေးကလေးကလေးညံဖြစ်တာကို တောင်းနဲ့တောင်းမှန်ခိုင်းသေးတယ်ဟိုသူတို့ကလည်းတစ်တော့တင်လိုက်တာကိုကျမတို့ကာယကံရှင်ကြီးကမကျေနပ်လို့သူတို့ကလေးတွေကိုလည်းခေါ်တယ်သူတို့မိဘတွေကိုလည်းခေါ်ပြီးကျမတို့ကဒီဥစ္စာကိုပြောတဲ့အခါသူတို့မိဘတွေကလည်းလာတောင်းမှန်ပါတယ်လာတောင်းမှန်တယ်နောက်တစ်ခါဒါကျမတို့ကဒီကျမတို့ရဲ့ဂုံသိက္ခာပိုင်းရှိနေတဲ့အတွက်ဒါလေးတွေပြန်တင်မယ်ဖြစ်ဖြစ်ပြီးပါလို့ပြောတဲ့အခါကျတော့သူတို့မိဘတွေကလည်းကျမတို့ရဲ့ဂုံသိက္ခာအတွက်လိုက်ရောပြီးပြီးတင်ပါလို့သူတို့ခွင့်ပြုပါတယ်ကလေးတွေကလည်းခွင့်ပြုပါတယ် အဲ့ဒါလေးကိုညီမလေးတသိလေးနဲ့တသိလေးနဲ့ပါရကလေးနဲ့အဲ့ဒါနဲ့ညီမလေးတမီးဒါတွေတမီးတို့ရဲ့ဂုံသိက္ခာပြန်ဆက်တော့တော့တမီးတို့ဒီခရီးတွေတောင်းမှန်တာကိုတမီးတို့ပြန်တင်ပါအနီတို့ကျင်းလက်တယ်နော်ကျင်းလက်တယ်ကျင်းလက်တယ်နော်ဘူးကြီးလည်းကျင်းလက်တယ်နော်ဒါဖေးပါနော်ကျင်းလက်တယ်ဒီမှာလည်းတသိကြီးရှိပါတယ်နော်ညီမကြီးလည်းကျင်းလက်တယ်နော်ကျင်းလက်တယ်ဒါကတော့ညီမတို့ရဲ့ယာယီမှုပါနော် အကုန်လုံးကျင်နေတဲ့အတွက်ကျမတို့ကလည်းကျမတို့ရဲ့ဂုံသိက္ခာပိုင်းလေးတွေဖြစ်ရတဲ့ကျမတူလေးကိုဒူးထောက်ပြီးကြတော့ခိုင်းနေတဲ့ပုံစံမျိုးကျမတို့ကလည်းပြန်လုတ်ခိုင်းပြီးကျမတို့တက်တော့ပြန်တင်ပါပါရန်ဖြစ်တဲ့အမှုလေးကိုသူတို့ကတောင်းမှန်ခိုင်းယူနေမဟုတ်ဘူးတက်တော့ပါတင်လိုက်တဲ့အတွက်ကျမတို့ဂုံသိက္ခာပိုင်းထိပါတဲ့အတွက်ကျမတို့ကမကျင်နေလို့ကလေးတွေကိုခေါ်ပြီးတော့ဒါပြန်တောင်းမှန်ခိုင်းတာပါကလေးတွေလည်းကျင်နေတဲ့မိဘတွေလည်းကျင်နေတဲ့အတွက်ကျမဒါလေးကိုပြန်တင်ပါသက်သေလုတ်ထားတာပါယေရှုတမန်တော်လေး Thank you. 他老了挣钱了，他不要，他他不要，人家开药，他告诉你，他 <noise> 老 <noise> <noise> โอเคကျွန်တော်ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျာဒါဆိုတော့เนาะလက်လက်တော့ line ပေါ်မှာဒီဗီဒီယိုရာဆိုအရောက်ပြန်နိုင်တဲ့အကြောင်းကိုကျွန်တော်မိတ်ဆွေညောင်းပေးလိုက်ချင်ဖြစ်ပါတယ်ခင်ဗျာအဲအခုဆိုရင်လည်းမဟုတ်တော့ဒါ clean ဖြစ်တဲ့ပြဿနာကိုတို့ကဒူးထောက်တောင်းပန်ခိုင်းနေပြီးတော့ဒါ line ပေါ်တင်လိုက်တဲ့အကြောင်းကိုတစ်ဖက်ကမကျင်တဲ့မိသားစုကပြန်ပြီးတော့တောင်းပန်ခိုင်းတာဖြစ်ပါတယ်အဲကျွန်တော်ဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့ဒါမိတ်ဆွေရဲ့ထင်မြင်စကြက်လေးလေးကိုမှမှာရေးပေးပြအောင်ခင်ဗျာနောက်တစ်ပြီမှာကျွန်တော်ပြန်လည်ဆုံပြကြမယ်เนาะ